ောင်းတော့ဟာဆိုလို့ရှိရင်လာကြိုက်တဲ့ကောင်လေးသာများတာပါအကုန်လုံးငငယ်လေးတို့ပဲပေါက်လိုက်တာပဲခုထိတည်းပြန်တွေ့နေငငယ်ငယ်တော့ကြိုက်တယ်မလားသူမိမရာကလေးရောရာကိုသူမိမပြောနေရာငငယ်တော့လည်းကြိုက်တာလေးသာသူကလည်းမိတ်ဆက်ပေးပါတယ်ဟီဟာမတက်တော့ငငယ်တော့တင်းလိုက်ကြိုက်ရတာသူ့ကိုဆိုတာမျိုးအဲငငယ်ချင်းတွေယောက်ျားလေးတော့အများဆုံးမိမဆိုပြီးထည့်သွင်းစဉ်းစားရတယ်မှာကိုမပါတော့ဘူးခါကြတယ် မိမလူတော့လှမ်းမှန်းသူတို့သိပါတဲ့ခါကြရင်ဟိုမှာလှနေဟိုမှာလှမိမဆိုတဲ့စိတ်နဲ့ဟိုနောက်ဦးစိတ်ချလို့မရဘူးကောနော်အဲ့လိုဟေးဟာနဲ့ယောက်ျားကြီးလူပဲရှင်ရင်လဲအဲ့လိုဟာအဲ့လိုရှင်ချလိုက်တာပြီးရင်လက်ကလည်းပါသေးဘုံဘုံတိုင်းအဲ့လိုလုပ်လိုက်တာဆိုတော့အဲ့တော့တကယ်ကြီးနေပေါ်တော့ပေါ်တာပေါ့အကြောက်ကွယ်အဲ့လိုယူတော့ officially ပေးရတော့မဟုတ်ပါဘူး ဒါပေမဲ့အကုန်လုံးကချစ်လို့ပေးကြတာဆိုတော့လည်းမတက်နိုင်ဘူးပဲဒီကုန်တက်မှာဒီကုန်တက်မှာအဲ့လိုပဲပြောကြတာပါပဲအဲ့လို official ကြီးတော့ဘယ်သူမှတော့အဲ့လိုပြိုင်ပွဲကြီးတော့ပြွေးရမှာမရှိဘူးလေဒါပေမဲ့ချိတ်ကြတယ်ပြင်ကောင်လေးတွေအများကြီးသဘောပေါက်ကြကြတယ်ကြိုက်ကြတယ်ဆိုလို့ရှိရင်အော်ဒီကောင်မလေးကကွင်းပေါ့အဲ့လိုပြောကြတာပေါ့ကိုယ်ကလည်းအဲ့တော့မင်းငါကလည်းချိတ်ကြကောင်လေးတွေများတယ်ဆိုပြီးတော့ဟိုစိတ်ကလေးကပဲလေးကများတာများတာတပိုင်းပြီးရင်ကော့ကနာမငိမ့်မဲနဲ့ဟိုပေါ့ပေါ့ရှူရှူနဲ့အေးဟီဟာဟာနဲ့လဲအဲ့လို ပဲမြတာများတော့ကိုပဲမြတဲ့ပုံစံတမျိုးဟိုမိမဆန်ဆန်ပဲမြတာမဟုတ်အဲ့လိုယောက်ျားဆန်ဆန်အဲ့လိုမျိုးဟီဟာနဲ့ယောက်ျားလေးနဲ့အဲ့လိုအေးလာလာပေါင်းတာပဲငယ်ငယ်လေးအဲ့လိုပုံစံမျိုးကိုပဲမြတာဘယ်နဲ့ပဲမြတာမျိုးကိုဟိုအပြင်စင်တာလေးလာပဲမြတာနေထိုင်ယောက်ျားလေးနဲ့တူတယ်ရီစာကကျောင်းတော့ဆိုလို့ရှိရင်လက်ကျဲတဲ့ကောင်လေးသာများတာပါအကုန်လုံးတငယ်ချင်းတွေပဲပေါင်းလိုက်တာပဲငယ်ချင်းတွေပေါင်းလိုက်တာအီစာကများတော့ကျဲတဲ့ကောင်လေးတွေတော့များတယ်အဲ့မဲ့အကုန်တငယ်ချင်းပဲ ခုထိတည်းပြန်တွေ့နေငါငယ်ရကြိုက်တယ်မလားတကယ်ကြိုက်တယ်မဟုတ်လားငယ်တကယ်ကြိုက်တယ်သူငယ်ရတကယ်ကြိုက်တယ်ငါတို့ဂျကုန်းတွေတကယ်ကြိုက်တယ်ငယ်ရငါ့ကိုလည်းကြိုက်တဲ့ကောင်လေးအကောင်သိလားသူမိမကြီးရကလေးရောက်ရကိုသူမိမပြောနေရရငယ်ရလည်းကြိုက်တာလေးသာသူကလည်းမိတ်ဆက်ပေးပါတယ်ဟီဟာအမတက်တူကငါငယ်ရတင်းလိုက်ကြိုက်ရတာသူ့ကိုဆိုတာမျိုးအဲ့လိုမျိုးပေါ့ပပါပဲပေါ့နော်အဲတကယ်ကြိုက်တယ်ယောက်ျားလေးတော့အများဆုံးမိမဆိုပြီးထည့်သွင်းစဉ်းစားရတယ်မှာကိုမပါတော့ဘူးခါကြဲ့ မိမလူတော့လှမ်းမန်းသူတို့သိပါတဲ့ခါကျရင်ကောင်းမလာနေဟောလာလှမ်းမန်းတော့သိရတယ်မဲ့မိမဆိုတဲ့စိတ်နဲ့မူးထဲလို့မရဘူးမိမဆိုတဲ့စိတ်နဲ့ဟိုနောက်ဦးစိတ်ထဲလို့မရဘူးကောနော်အဲ့လိုဟေးဟာနဲ့ယောက်ျားလေးလိုပဲရင်းရင်လဲအဲ့လိုဟာအဲ့လိုရင်းချလိုက်တာပြီးရင်လက်ကလည်းပါသေးဘုံဘုံတိုင်းတိုင်းအဲ့လိုလှုပ်လိုက်တာဆိုတော့မိမလူမျိုး တယောက်လှလာရဲဆိုလို့ရှိရင်မိမမမဟုတ်ယောက်ျားမမဟုတ်ဘူးအဓိကကတော့စိတ်ပေါ့စိတ်ပေါ့စိတ်ကလေးကြည်နေရယ်စိတ်ကလေးတန့်နေရယ်စိတ်ကလေးကစိတ်ကြားလေးကဖြူစင်နေရယ်ဆိုလို့ရှိရင်အဲ့လူတယောက်ကိုကြည့်လို့ရှိရင်ဟိုဘာလေးကြောင့်လဲမသိတော့တဲ့သူကလှနေရယ်လို့ခံစားရမှာပါဟုတ်တက်ကတော့အမေပြောရဲဟိုတက်လာလို့မြင်နေလူရှိမမလာလို့မြင်နေလူရှိမျိုးစုံရှိမှာပေါ့နော်တက်ကတော့ကိုယ့်ကိုစိတ်ကလေးလှနေတာလေးဟိုပဲကိုယ့်ကိုခုံယူပဲအဲ့လိုလူရဲ့အလှကတော့ လောက်အောင်လို့ပြုပြင်ချင်တာလေးပြုပြင်ရတယ်ပြုပြင်တဲ့နာလေးပြုပြင်ရတယ်ထိန်းသိမ်းတဲ့နာလေးထိန်းသိမ်းရတယ်အဲပြောလို့ရှိရင်အဲ့ဒါလေးကိုပျက်စီးတဲ့အချိန်ကျရင်သူကသူပျက်စီးသွားအောင်မှာပဲဘယ်လောက်ထိန်းသိမ်းထိန်းသိမ်းလဲအဲ့တော့ဟိုအများနဲ့မတူပဲနဲ့ကိုကိုကိုအဲကိုယူရတဲ့အရာဆိုရင်တော့စိတ်ထားလေးလာနေတာလေးစိတ်ထားလာလာလေးမွေဖွားလာတာလေးရယ်အဲစိတ်ထားလာလာလေးတွေကိုထိန်းသိမ်းပေးတဲ့ပတ်ဝန်းကျင်ပြီးတော့ဘလောက်ဖြက်စီဖြက်စီကိုကိုမပြက်စီသွားတာတော့ဒီစိတ်ကြလေးတစ်ခုပဲရှိရယ် အဲ့အရာလေးတခုတော့ခုန်ယူတယ်အဲ့အရာလေးကပဲကိုယ့်ရဲ့မျက်နှာလေးဘလောက်ပဲအိုဝါကြဝါအသက်ကြီးသွားမပြောင်းလဲပဲနဲ့ကိုယ်နာလူတွေကိုယ့်စိတ်ကိုသိရတဲ့လူတွေကဆက်ပြီးချစ်ကြကြရလို့ထင်တယ်ဟာလူတိုင်းကတော့သူတို့ရဲ့တည်ငြိမ်သွားတယ်ဆိုတော့အရာတွေလည်းရှိတယ်လို့အမြဲတမ်းကလေးစားနေသေးတယ်ဆိုတော့ ဟိုအပိုင်းလေးတွေလည်းစိတ်ပိုင်းလေးတွေလည်းအရှိနေဦးမှာပေါ့နော်တက်ဆိုတဲ့ထက်တည်ငိမ့်တဲ့ပိုင်းတွေမှာလည်းတည်ငိမ့်ပါတယ်မတည်ငိမ့်တဲ့ပိုင်းတွေမှာလည်းမငိမ့်တော့တက်ကာရက်တာအစရအငိမ့်ကာရက်တာမဟုတ်ဘူးအလုတ်ကာရက်တာအသွက်ကာရက်တာဆိုပေမဲ့လည်းထက်ငိမ့်တဲ့အပိုင်းလေးတွေချက်တိလာတဲ့အရာလေးတွေမြင်လာတဲ့အရာလေးတွေအဲအဲ့လိုမျိုးလေးအပိုင်းတွေမှာလည်းထက်ငိမ့်သွားတဲ့စိတ်ပိုင်းလည်းရှိရယ်တွက်နေစေတက်ကာရက်တာတစ်ပိုင်းလည်းရှိရယ်အဲပြီးသွားလို့ရှင်ခလေးဆန်တဲ့အထက်စိတ်တစ်ပိုင်းလည်းရှိရယ် သက်30ကျော်လာလည်းတော့မဆိုင်ပါဘူးတချို့ဆိုငငယ်ရွယ်နဲ့လည်းငင်းနေလိုရငင်းတာပဲအသက်60ကျော်သွားလည်းလှုပ်လို့လည်းလှုပ်နေတာပါပဲဘဝမှာတော့လေ30ပဲကျော်ကျော်ဘယ်နဲ့70ပဲကျော်ကျော်ပါကိုအသက်ရှင်နေတဲ့ဒီပေါ့နော်အချိန် second နဲ့ second နဲ့ second နဲ့ဟိုတမ်းမရှိရှိအလိုရှိရှိအတော့ချနိုင်ဖို့ ဖျက်ဆီးနိုင်ဖို့အဲ့ချိန်မှာအဲ့စက္ကန့်လေးမှာသူများတွေကိုဒုက္ခမပေးဖို့သူများဘဝတွေကိုမဖျက်ဆီးဖို့သူများတွေကိုစိတ်တက်တည်းကြဆင်းအောင်မလုပ်ဖို့အရေးကြီးပါတယ်စက္ကန့်တိုင်းကိုကောင်းမွန်စွာအသက်ရှင်ဖို့ကိုထမင်းစားနေရသည် ကိုဒီလေးလေးရှင်ပြီးတော့အောက်ဆီဂျင်လေးရှင်ပြီးအသက်ရှင်နေရသည်ကိုယ်တမင်းနေစားပြီးစက္ကန့်ပိုင်းစက္ကန့်ပိုင်းနဲ့အသက်ရှင်ကြကြမမအသက်ရှင်နေရတဲ့ဒီခွန်အားတွေရနေတာဒီဒီခွန်အားတွေဒီသူများအတွက်ကောင်းတဲ့အရာလေးတွေ ပံ့ပိုးပေးနိုင်ဖို့ကောင်းသောစကားလေးတွေပြောနိုင်ဖို့ကောင်းသောစိတ်ကလေးထားပေးနိုင်ဖို့ဟိုလိုအပ်ပါတယ်အဲ့ဒါလေးတွေအရေးကြီးပါတယ်ဟိုဒီမှာជីထွားမှရိုင်းနေကြတယ်ဆိုတာမျိုးတွေပေါ့အခဏကိုကြီးထွားအားနေရှိပြီသူများတွေမှရိုင်းစော်ကအဲနှိမ့်ဆက်ညင်ပန်းအဲ့လိုမျိုးလုပ်နေရဆိုလို့ရှိရင်တော့သူတို့ရဲ့အသက်ရှင်နေခြင်းတွေကတမို့မရှိဘူးလို့ပြောရမှာပေါ့တကယ်တမ်းဘဝအတွက်တမို့ရှိရအရာလေးတွေကိုစက္ကန့်တိုင်းမှာဟိုမလုပ်နိုင်ဘူးဆိုရင်တော့မှ ဒီနေ့24နာရီရှိရင်나이တော်များမှာအကောင်းဆုံးစိတ်နဲ့ဖြတ်သန်းနိုင်ဖို့အကောင်းဆုံးအတွေ့အကြုံနဲ့အကောင်းဆုံးຢာလေးတွေသွားနိုင်ဖို့အဲလိုအပ်ပါတယ်အဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တက်တန်းတစ်ခုလုံးမှာကောင်းတဲ့ຢာရေပိုများသွားမှာပေါ့ကောင်းတာများရင်ကောင်းတာများများပြန်ဖြစ်မှာပေါ့နော် ဇိုင်နာကိုဦးပေါ့နော်ဖက်ရှင်ရှိုးမှာအတက်ကဒီဇိုင်နာနှစ်ယောက်ပေါ့ပြောရမယ်ဆိုလို့ရှိရင်အနီပေါ့ round နဲ့ round ရယ်အဲ့ပါလို့ရှိရင်ဇိုင်နာမယုံယုံ round ရယ်ပါဒါမှမယုံယုံဝတ်ဆောင်လေးပါဟုတ်အဲကိုနဲ့အရင်ကြီးပြီးသားဒီဇိုင်နာတွေလည်းဖြစ်တဲ့တော့ကြောင့်မလို့ကိုခန္ဓာကို size ကစားအတိုင်းကိုတိုင်းလည်းပြေးစရာမလို့ fitting လုပ်စရာလည်းမလို့ပေါ့နော်အဲဖက်ရှင်ရှိုးရှောင်းမင်းလေးမှာသာတန်းလာပြီးတော့တခါတန်းဝင်ပြီးတော့ရှောက်ရုံပဲလုံးဝကိုကတိကြပြီးစားရအောင်လည်းအဆင်ပြေရယ် round နဲ့ round line ကိုလည်းဖန်တီးထားတဲ့ဖန်တီးမှုတွေကတကယ်ကိုတနေ့နဲ့တနေ့ပေါ့နော်နှစ်စင်းနှစ်တိုင်း ုင်းတော့ဒါအမြဲတမ်းဒီလို fashion show တွေဆိုတာတောက်လျှောက်တော့လုပ်ခဲ့ကြရပဲနှစ်တိုင်းကိုဖန်တီးထားတဲ့အရာတွေဒီဒီဇိုနာရဲ့အရာတွေဆက်သက်ထားတဲ့အရာတွေက round and round လိုက်မှာကိုမပါတဲ့ round တွေရအစားပေါ့နော်တခြား round တွေမှာဆိုတခြား designer တွေဘယ်လိုဖန်တီးထားရလဲအစားအမြဲတမ်းသိကြရတယ်အပီးရင်သဘောကျရတယ်ပြီးရင်ကိုမော်ရယ်တငယ်ချင်းတွေအချင်းချင်းအဲဒီမှာဆိုအများကြီးပဲအလုံးမကတဲ့ဒီဒူလေးဝတ်ဆောင်လို့ဝေးပေါ့ဟေးလာလိုက်တာဒီရက်လည်းဘယ်လိုလိုက်တာဒီရက်လည်းဘယ်လိုလိုက်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေး vibe လေးရပေါ့နော်ဒီ fashion show ရောက်ရတဲ့အရာတာအဲ့လိုလေးငယ်ငယ်ဘွားလေးလိုပြန်သတိရစေရယ် 我送礼物啊，那也是白拜。